မန်ချက်စတာယူနိုက်တက်အသင်းကမောင်မောင်လွင်ရဲ့အတွင်းကိုတကိုးရဲနဲ့ရှုံးသွားတဲ့အကြောင်းကိုပြောချင်တော့ပါဘူးအပြောင်းရွှေ့သတင်းလေးတွေပဲကျွန်တော်တင်ပြချင်ပါတယ်အားလုံးပဲမင်္ဂလာပါဆိုသွလင်ဘလော့အနေနဲ့ကြိုဆိုပါရယ်ဒီနေ့အပြောင်းရွှေ့သတင်းလေးတွေနဲ့ညာချက်စီချန်ပီယံဖြစ်သွားတဲ့အကြောင်းလေးတွေကို highlight လေးကိုပြောပြချင်ပါတယ်ညာတော့ပထမဆုံးသတင်းအနေနဲ့ချက်စီကတော့ 41နဲ့ real batik ကို Europa Conference League မှာအနိုင်ရရှိပါပါတယ်ဒီပွဲမှာတော့ Chelsea ကနိုင်လိုစိတ်ပြင်းပြတယ်အသင်းလိုက်စူးစိမှုအားကောင်းတယ်သူတို့ဒီဖလားမှာပေါ့နော်တကယ်နိုင်လိုစိတ်ပြင်းပြင်းနဲ့ဟိုအနောက်ကနေလိုက်ဆော့သွားတယ်ဘာကြောင့်လဲဆိုတော့ပထမပိုင်းမှာ real batik ကတကိုးပလာနဲ့7မိနစ်ပဲရှိသေးတယ် is go ပြေးလိုက်တဲ့ဘောကို အဗ်ဒီအဇယ်လာဝီဆိုတဲ့ကစားသမားလည်းနံပါတ်10ရပါတော့။ဘယ်လေးနဲ့တစ်ချက်ထိန်းတယ်။ထိန်းပြီးတော့မှဘောလုံးလေးရမျောနေရလုံးကဖြတ်ပြီးတော့ကန်လိုက်တာမှာကိုသမားရဲ့ဘယ်ဘက်တောင်းသွားတိုင်ကိုလိမ့်မောဝင်သွားတယ်။ကောင်းတာကန်ချက်ကောင်းတယ်ပေါ့နော်။ဘောလုံးထိန်းပြီးရနဲ့သူကချက်ချင်းတန်းပြီးတော့ကန်လိုက်တာ။အရှေ့ကချက်စီးနောက်တန်းကာထားတဲ့ကြားထဲရတယ်။အဲ့အကွယ်လေးကလိမ့်မော ဖြတ်ကန်လိုက်တာဒါကိုသမားရဲ့ဘယ်ဘက်တိုင်ပေးရနေဝင်သွားရပေါ့နော်ဘလို့မှကိုသမားလည်းမတတ်နိုင်ပါဘူးအဲ့တော့ချက်စီကဝါစီနဲ့ရှုံးနေပြီမဲ့စိတ်ထဲမကြဘူးပြန်ပြီးတော့နိုင်လိုစိတ်ပြင်းတဲ့အတွက်ဒီပွဲမှာကိုပါမာအကောင်းဆုံးပဲပထမပိုင်းမှာလည်းကိုပါမာသူကိုသမားကိုကန်ဝင်းရတယ်လိန်ခေါက်ပြီးတော့ဒါမဲ့ကန်ချက်ပြော့လို့ဒုတိယပိုင်းမှာတော့ကိုပါမာကနေပဲကွင်းလေရနေပါသူကဆင်းပြီးတော့တွဲတယ် သူကနံပါတ်10ရိုးကနေဆော်ပြီးတော့နီကိုလက်ဂျက်ဆင်ကတိုက်စစ်ဆော်ပြီးတော့ကွင်းလယ်ကိုဆင်းတွဲတယ်ချိတ်တယ်ဘောလုံးကိုစပေတွေဖန်တီးတယ်ဖန်တီးရင်းနဲ့အမတ်မထင်ပဲနဲ့ဖြတ်တင်ပေါ်အန်ဇိုဖာနန်နဲ့သူပြေးထွက်တောင်မြင်တယ်သူ့ရဲ့ထဲလန့်ပေါ့နော်ဒီကွင်းလယ်ဖန်တီးရှင် ကွင်းလယ်တိုက်စစ်ဆိုတဲ့အရေးသွေးကိုပါမမှာရှိပြီးသားကစားသမားဖြစ်တဲ့အတွက် ဒါလေးရောက်ကြော်လေးကိုဖြတ်တင်ပေးလိုက်တဲ့ပေါ့အန်ဆိုဖန်နန်တက်ကလူကျွန်ထောင်ချောက်ကနေပြေးထွက်ပြီးတော့ခေါင်းတိုက်ပြီးတော့ခြေပါကိုတွင်းသွားတယ်။အဲ့တွင်းပြီးနောက်ပိုင်းမှာသူကတိုက်စစ်မလျှော်ဘူးဆက်ပြီးတော့တိုက်တယ်။အနိုင်ကိုသူတို့ကနိုင်ဝဲကိုလိုချင်နေတဲ့ပြင်းပြတဲ့စိတ်ရှိတာတွေ့ရတယ်။လူစားတွေလဲတယ်။အဲပပလိုနီတိုနီတိုထုတ်ပြီးတော့နံပါတ်9လေးကိုထုတ်ပြီးတော့ဂျေဒန်ဆန်ရှိုထည့်တယ်။တိုက်စစ်ထက်မြင့်နေ။အဲ့မှာပဲဒုတိယကိုထက်ရတယ်။ကိုပါမာပဲ။ တစ်ဖက်နောက်တန်းဒီဘဲဆွန်ကကစားသမားသူရင်ဘတ်တဲထည့်ပြီးမာကင်ကတ်ထားတာကိုညာထွက်မလို့ ਨੇ ပြန်လှည့်ထွက်ပြီးတော့ဖြတ်တင်ပေးလိုက်တဲ့ဘောကဒီခေါင်းတိုက်ဘောပေါ့နော်ခေါင်းတိုက်ဘောဖြတ်တင်ပေးလိုက်တာကိုနောက်တန်းရဲ့ဒီလိုဂျွန်ထောင်ချောက်စီဟိုတားလေးကပ်ပြီးကြော်ပြီးထည့်ပေးလိုက်တာဂိုသမားနဲ့ဂိုသမားနောက်တန်းလေးယောက်ဂျာနဲ့ဂိုသမားနဲ့ဂျာရှိတဲ့ကက်လေးတွေကိုဂျာလေးတွေကိုထည့်ပြီးတော့နီကိုလက်ဂျက်ဆင်ပြေးတိုက်တဲ့အချိန်မှာ သူရဲ့ဒီပခုံးမကြဒီရင်ပုံရင်ပန်းနဲ့ပေါ့နော်သူတိုက်ထည့်ပြီးတော့ကိုဝင်သွားတယ်ဘာပြန်ကြည့်တယ်ဒီဘွဲလက်ထိပေါ်မဟုတ်ဘူးဝေးရရှိသွားတယ်ခါဆက်ပြီးတော့တိုက်တယ်တတိယကိုကတော့ဂျေဒန်ဆန်ချိုဂျူဘရီဟောချပီးလိုက်တဲ့လုံဂျေဒန်ဆန်ချိုကဘယ်လေးနဲ့တစ်ချက်တားတယ်ပြီးညာဘက်အတွင်းဝင်လေးနဲ့တစ်ချက်တို့တယ်ပြီးညာဘက်ခြေကုန်လေးနဲ့အပြင်ကိုပြန်ပြီးတော့ထုတ်လိုက်ပြီးတော့ နောက်တစ်ချက်၄ချက်မြောက်မှာပေါ့နော်၄စက္ကန့်နဲ့တခါတယ်ကန်ထည့်လိုက်တာတောင်းပြက်ပေါ့ကိုသမားရဲ့ဘယ်ဘက်ကိုပဲတောင်းပြက်ကိုတောင်းတယ်ဝင်သွားတယ်လှပတယ်ကိုပေါ့နော်ဒီဘက်မှာဂျေဒန်ဆန်ချိုအကောင်းဆုံးဆော့နိုင်တယ်နောက်ဆုံးဆုံးသက်ကိုကတော့သူတို့ကချဲစီရဲ့ခံစစ်ပိတ်ဆော့ပြီးဒီကောင်တာနဲ့ပြန်ဆော့ဖို့အတွက်ဘောလုံးကင်ဆော့တယ်အသင်းတစ်ဖက်အသင်းရဲ့မွန်မန်တန်အချိန်ကိုသူက short ချလိုက်ပြီးတော့ဘောလုံးကင်ပြီးတော့ အနိုင်ထိန်ပြီးဆော့တဲ့အချိန်မှာပဲမထင်ဘက်ပဲမိနစ်90ကျော်မှချိန်ပိုရောက်မှကောင်တာရပြီးတော့ကွင်းလေကိုဖြတ်ပေးလိုက်တဲ့ဘောကိုဒီပွဲမှာကွင်းလေ defensive midfield ဆော့တဲ့ကိုင်စီတို့ကဘီကုတ်ထက်ရနေဆက်ချိုက်ဘီကုတ်ထက်ရနေဘောလုံးလေးတစ်ချက်တားပြီးရနေသူကမြေးလိမ့်ပေါ်ဖြတ်ကန်လိုက်တာမှာကိုသမိုင်းညာဘက်တောင်ကိုတိုင်းနေကိုဝင်သွားတယ်ဒါကောင်းတဲ့ကန်ချက်ပေါ့နော်ကန်ချက်တိကျတယ်ကောင်းမွန်ပြင်းထန်တယ် ်ချယ်ဆီအညာရပါတဲ့ဂိုးလေးဂိုးလုံးဟာတကယ်ကို quality ဂိုးတွေဒီပွဲမှာအကောင်းဆုံးကစားသမားတော့ကိုပါမာဖြစ်ပါတယ်တကယ်ထဲလန့်ရှိတဲ့ကစားသမားဘောလုံးဖန်တီးပေးတာတွေပေးပို့တာတွေတကယ်သေသက်တယ်အရန်သင်ပိတ်သွင်းရုံဂိုးရှုရုံပဲပေးလိုက်တဲ့ဘောလေးတွေဖြစ်ပါတယ်ဒါချယ်ဆီကတော့4-1နဲ့ Europa Conference League ကိုရသွားပြီအပြောင်းရွှေ့နေနေကတော့ Manchester United အသင်းမှာရှိတဲ့ Marcus Rashford ကဘာစီလိုနာစိတ်ဝင်စားတဲ့အတွက် Marcus Rashford ရဲ့ agent နဲ့အခု Barcelona နဲ့စကားပြောနေတယ် Marcus Rashford ကလည်း Barcelona ခေါ်မယ်ဆိုရင် तू ကလည်းလာစား short ယူမယ်လို့ तू ပြောထားတယ် Man United က Marcus Rashford ရဲ့ပြောင်းရွှေ့ခြင်းကိုပေါင်တန်း40သတ်မှတ်ထားတယ်ဒါ Barcelona အနေနဲ့ပေးချေနိုင်မလားမပေးချေနိုင်လားဟိုပဲငွေကြေးကိစ္စပဲညှိနှိုင်းရမယ်ကစားသမားကတော့ပြောင်းရွှေ့ခြင်းနဲ့သဘောတူတယ်ဒါကြောင့်ဒီနေ့ ဘာစီလိုနာမှာမက်ကွိုင်ရက်ရှ်ဘိုးရဲ့အေဂျင့်နဲ့ဆွေးနွေးမှုတွေလုပ်နေတယ်။ဘာစီလိုနာနဲ့အန်ဆူဖာတီကိုမိုနာကိုရောင်းချဖို့ကိစ္စတွေပြင်ဆင်နေတယ်။ဆာဗက်ဆာဒန်နဲ့ညှိနှိုင်းနေတယ်။လောလောဆယ်တော့ဒန်ဒီမဖြစ်သေးဘူး။ရီယယ်မက်ဒရစ်ကလည်းအခုဘင်ဖီကာအေဗာရိုကာဆာရက်ဆိုတဲ့ကစားသမားလေးပေါ့အရင်မန်ချက်စတာယူနိုက်တက်အကယ်ဒမီကနေပြောင်းသွားတဲ့ကစားသမားဒီကစားသမားလေးကိုဘင်ဖီကာနဲ့ဆွေးနွေးညှိနှိုင်းတိုင်ပင်နေဒန်ဒီဖြစ်ဖို့များနေပြီကစားသမားကိုယ်တိုင်လည်းလာဖို့သဘောတူထားတယ် ငွေကြေးဆိုင်ရာတွေစာချုပ်စာတမ်းကိစ္စတွေပြောနေတဲ့အတွက်မကြခင်မှာ Real Madrid ကဒန်ဒီဖြစ်တော့မယ် Real လည်းဒီနေ့နောက်တန်းတွေကိုအဓိကဝယ်ယူမှုတွေပြုလုပ်နေတယ်ဒင်ဝိုင်ဆန်တို့ Trent Alexander Arnold တို့ဒါကွင်းလေအထိုင်းညာညာဘက်မှာဆိုရင် Trent Alexander Arnold ဘယ်မှာဆိုရင်ဒါ Evaro Casarac ကိုသူတို့သုံးမယ်ဘယ်ဆုံး Arsenal အသင်းကတော့ Arsenal အသင်းကတော့ Martin Zubamendi ကို တို့တွေဆွေးနွေးစကားပြောနေတယ်နောက်ဆုံးဒီစားရစားရန် final light လို့ဖို့ငွေကြေးအပြောင်းရွှေ့ရတော့ तू ကယူရို50နဲ့တန်ပဲရှိတဲ့အတွက်ဒီအပြောင်းရွှေ့ရငွေကြေးဆိုင်ရာဖြစ်သွားဖြစ်တယ်သဘောတူညီမှုရတယ်ကစားသမားကလည်းပြောင်းခြင်းတယ်ဂျော်ဂျင်ဟိုကလည်းအသင်းစာချုပ်တက်တန်းကုမ္ပဏီဖြစ်တဲ့အတွက်ဂျော်ဂျင်ဟိုကထွက်မယ်ထွက်ပြီဆိုတော့ဘင်းကွင်းလယ်မှာဆိုရင် ီကြောချင်းဟောအဲပါတီရောဗောနော်ကြောချင်းဟောပါတီအတွဲကနေအခုဇူဝါမန်တီကိုသူတို့စပြီးတော့စားတို့ပြေးလာပြီအဲ့တော့နောက်ရာသီမှာဆိုရင်ဇူဝါမန်တီ ਨੇ တင်ဂလန်ရိုင်း ਨੇ ကွင်းလေ defensive midfield မှာတာဝန်ယူပြီးဆော့လိမ့်မယ် ਨੇ ဒီအတွက်သူကလူငယ်ကစားသမားတွေကိုခြေစွမ်းတည်ငြိမ်တဲ့ကစားသမားတွေကိုသူစတင်ပြီးတော့အာဆင်နယ်ကလည်းကွင်းလေကို ်တည်တည်ချာချာပြင်ဆင်ပြီးလုပ်နေတယ်အားလုံးကျေးဇူးတင်ပါတယ်